ခဏရဲ့ကြော်ကြာပိတ်မိနေခဲ့ရလို့သတင်းပြက်နေတဲ့သားလေးရဲ့အဖြစ်မှန်ကိုဖွင့်ဟလာခဲ့တဲ့အဖွားဖြစ်သူ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။လက်တလော Social Media မှာ ငလင်ဘေးကယ်ဆယ်ရေးတွေဂျားရဲကနေအခု9ရက်ကျော်ကြာပြည့်မိနေတဲ့ကလေးတယောက်ကိုကယ်တင်နိုင်ခဲ့ရဆိုပြီးတော့ဗီဒီယိုတစ်ခုပြန်နှံ့လို့နေတာဖြစ်ပါတယ်။ကယ်ဆယ်ရေးသမားကလေးကိုခက်ခက်ခဲခဲထုတ်ပေးနေရတဲ့ဗီဒီယိုကို9ရက်ကျော်ကြာပြည့်မိနေတဲ့ကလေးကိုကယ်နိုင်ခဲ့တာဆိုပြီးတော့ရေးတင်ထားကြတာဖြစ်ပါတယ်။ကလေးတယောက်ကပြိုကျနေတဲ့အဆအဦးဂျားမှာ9ရက်ကျော် ာပိတ်မိနေတယ်ဆိုတဲ့အဖြစ်ကြောင့်ကံကောင်းလိုက်တာဆိုပြီးတော့လည်းပြောနေကြတာဖြစ်ပါတယ်။ဒါအပြင်ကလေးလေး၄နှစ်ဝန်းကျင်အရွယ်သာရှိသေးတာကြောင့်မို့ပို့ပြီးအာအာသင့်နေကြတာလည်းဖြစ်ပါတယ်။တကယ်တမ်းမှာတော့အဲ့ဒီတည်င်းကတည်င်းမှန်မဟုတ်ပါဘူး။ကလေးရပြိုကျနေတဲ့အဆောက်အဦးဈာရရနေခဲ့ထုတ်ခဲ့ရတယ်ဆိုတာကတော့တည်င်းအမှန်ဖြစ်ပါတယ်။ဒါပေမဲ့ခုနှစ်ရက်ကြာပိတ်မိနေတယ်ဆိုတာကတော့တည်င်းအမားသာဖြစ်ပါတယ်။ခုနှစ်ရက်ကျော်ကြာပိတ်မိနေတာမဟုတ်ပဲ9နာရီလောက်သာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ကလေးတယောက်တည်းပြိမိနေခဲ့တာမဟုတ်ပဲအဖွားလေးဖြစ်သူနဲ့အတူတူအိမ်ပြိုကျတဲ့အချိန်မှာပြိမိသွားခဲ့တာဖြစ်ပါရယ်အဖွားလေးဖြစ်သူကငလင်ပြိုကျတဲ့အချိန်မှာကလေးကိုခေါ်ထားခဲ့ပါရယ်ကလေးကိုပွေးစီထားပြီးတော့အိမ်ပြုံပြေးထွက်ဖို့လှုပ်ချိန်မှာပဲအပေါ့ဝါမှာဘီရိုနှလုံးကမှန်နေကွဲကုန်ပြီးတော့ပြိုကျကုန်ပါရယ်ဘီရိုတစ်လုံးနဲ့တစ်လုံးကမျက်နှာချင်းဆိုင်နေထားနဲ့ကြာလာခဲ့တာမို့ ဖွားလေးဖြစ်သူကကလေးကိုပွေးချီထားပြီးတော့ထိုင်ချလိုက်ပါတယ်။ကံကောင်းကျွန်တော်အဝတ်စင်ရရှိနေပြီးဗီဒီယိုတွေကအဝတ်စင်ပေါ်သာလဲကျသွားတာဖြစ်ပါတယ်။တကယ်လို့အဝတ်စင်သာမရှိရင်တော့ဗီဒီယိုပြပြီးတော့လူတွေကကွဲလွန်သွားကြမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အဝစ်စင်ပေါ်မှာဘီရိုနှစ်ခုကအမိုးပုံစံဖြစ်သွားခဲ့တာမို့ခံသာသွားခဲ့ပါတယ်။အဖွာလေးဖြစ်သူကလက်ရောခြေထောက်ကိုအဝစ်စင်ရဲ့တန်းနေနဲ့ထိန်ချုပ်ခံထားရတယ်လို့ဖြစ်နေခဲ့ပါတယ်။ခေါင်းတစ်ခုသာလှုပ်လို့ရတဲ့အနေအထားဖြစ်ပြီးတော့ကလေးကိုတော့ပေါင်ကြားထဲမှာညှက်ထားခဲ့တာပါ။စစဖြစ်ခြင်းမှာကလေးကအဖွာလေးဖြစ်သူကတတိတစ်ချက်မပြတ်အောင်နေထိုင်ပါတယ်။အကူအညီတောင်းမိမဲ့လည်းဘာသာမှမကြားရတဲ့အတွက်အသက်ရှင်အောင်ဘယ်လိုနေရမလဲဆိုတာကိုသာစူးစမ်းနေခဲ့တာပါ။လေရတဲ့အပေါက်ဘက်ကိုလှည့်ပြီး ော့အသက်ကိုခက်ပြင်းပြင်းရှူပါရယ်။ကလေးကအသက်လည်းတေချာမရှူနိုင်တာမို့အဖွားလေးဖြစ်သူကဗစက်အချင်းချင်းတိတ်ပြီးတော့လေသွင်းတဲ့နည်းကိုသာကလေးကိုအောက်ဆီဂျင်ပြည့်ဝအောင်ကြိုးစားပေးခဲ့တာပါ။ဒါအပြင်နှစ်ယောက်လုံးအသက်ရှင်ဖို့အတွက်လည်းတစ်ချိန်လုံးသရဏဂုံတင်ပြီးတော့ဖျားစာရွတ်နေခဲ့တာပါ။ဒါအပြင်ကလေးကအကူအညီမတောင်းတတာမို့အဖွားလေးဖြစ်သူကသူသတိမလစ်သွားအောင်ကြိုးစားနေခဲ့ပါရယ်။သူသာသတိလစ်သွားမယ်ဆိုရင်ကလေးရဲ့အသက်ရှင်နိုင်မဲ့နည်းလမ်းမရှိတော့တာကြောင့်ပါ။လာခဲ့မဲ့ကယ်ဆယ်ရေးတွေကိုလည်းအကူအညီမတောင်းနိုင်တော့ပေမဲ့ နေထားကိုရောက်ရှိသွားမှာဒါကြောင့်မို့သတိမလစ်အောင်ကြိုးစားပြီးတော့နေထိုင်ခဲ့တာပါ၄နိုင်ကျော်တောင်းခံပြီးတဲ့အချိန်မှာကေဇေးကြီးတွေကအတန်ပေးလာခဲ့ပါတယ်အဖွားလေးဖြစ်သူကခလေးကိုကဲတင်ပေးပါလို့အဟစ်အကူညီတောင်းခဲ့ပါတယ်ခလေးကိုဒါအရင်ဆုံးကဲထုတ်ခိုင်းလိုက်တာပါကေဇေးသမားတွေကလည်းခလေးရှိရဲ့နေရာကိုခက်ခက်ခဲခဲသွားခဲ့ရတာပါခက်ခက်ခဲခဲကဲထုတ်ပြီးမှသာအသက်ရှင်ခွင့်ရခဲ့ကြတာလို့သိရပါတယ်၅နိုင်ကျော်ကြာပိတ်မိနေခဲ့ရကနေလွတ်လာခဲ့တဲ့သားလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါဦးဗီဒီယို လေးအစုံနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။